ျွန်တော်တို့နိုင်ငံမှာပညာရေးကိုချိုးနှိမ်တာသူတို့ရဲ့စစ်တပ်အာဏာရှိကိုသူတို့စစ်လက်နက်တွေဝယ်နိုင်မှုပဲစစ်အာဏာရှင်အတွက်ပဲသူတို့စစ်သုံးငွေပဲသူတို့အသုံးပြုဒီပညာရေးကျမ်းမာရေးဆိုတာလစ်လူရှိတာအားလုံးပဲမင်္ဂလာပါဘာသာပေါင်းသူညီညာရေးအင်စတီကျူကစီစဉ်တဲ့ဓမ္မကိုဘာသာတရားဖြင့်ဝန်းရံကျင်းသကဝိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာအပိုင်း၈ကိုရောက်ရှိလာပြီဖြစ်ပါတယ်စီရမင်ကျောင်းဆရာတို့ဖြစ်တဲ့ကိုမျိုးမင်းထွန်းကိုအလှည့်ပေးခြင်းပါတယ် ဆရာကိုမြတ်မြတ်ရေဖက်စစ်စစ်တပ်မရင်းတပ်ကတော့တဖြည်းဖြည်းနဲ့ရင်ကားတဲ့ရင်ကားတဲ့ရုပ်မာတဲ့ရုပ်မာလာတဲ့အနေအထားမျိုးတွေတည်းဒီနေ့တွေ့ကြုံနေရတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဆရာလည်းပဲကလေးတွေကိုပြုစုပြုထောင်လာတဲ့ဆရာတယောက်အနေနဲ့ပေါ့နော်ဟိုတွေ့ကြုံခဲ့တဲ့တွေ့ကြုံလေးတွေမျှဝေပေးဖို့ဆရာကိုဖိတ်ခေါ်ပါတယ်ဗျကျွန်တော်ကတော့ယနေ့ပြောခြင်းနဲ့အကြောင်းအရာလေးကတော့ပညာရေးနဲ့နိုင်ငံရေးရောချက်ပြီးတော့ပြောပြပြင်တာပေါ့နော်ကျွန်တော်တို့နိုင်ငံစစ်တွန်ပညာရေးစနစ်ကိုကြားရောက်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါအရင်ကဆိုရင် အရှိတောင်အာရှမှာမြန်မာနိုင်ငံရန်ကုန်တက္ကသိုလ်ဟာဆိုရင်နိုင်ငံတကာကနေလာပြီးတော့တက်ရောက်ခြင်းနဲ့ပညာသင်ကြားခြင်းနဲ့စီးပူးခြင်းနဲ့နိုင်ငံကြီးအများစားရှိပေမဲ့အခုချိန်မှာတော့ဒီစစ်ကြုံပညာရေးစနစ်အောက်မှာကျွန်တော်တို့နိုင်ငံရဲ့ပညာရေးကတဖြည်းဖြည်းနှိမ်ပါလာပါပြောပညာဆိုတာကလည်းအခုလိုပေါ့နော်ဒါပေးဒါမေးဒါကျက်ဒါဖြေဒါအောင်မအမှတ်ကောင်းပြီးတော့တတိပညာမျိုးထက် ဘဝမှာလိုအပ်တဲ့အသိပညာအတတ်ပညာတွေအတွေ့အကြုံတွေကျောင်းသားကျောင်းသူတိုင်းမှာရရှိသင့်တယ်လို့ကျွန်တော်အနေနဲ့ထင်မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ရှားဒီဥအောင်နဲ့ပြောသလိုပေါ့နော်။ပညာဆိုတာအကြောင်းအကျိုးအကောင်းဆုံးမှာမဝေဖန်မပိုင်းခြားနိုင်ဒါပညာမဟုတ်ဘူး။ပညာကအရွယ်ကိုသူကပဲကူညီသွားမှာအရွယ်ကအရွယ်အသက်အရွယ်ဘယ်လောက်ပဲကြီးကြီးပညာ မရှိရင်ဘာမှသုံးစားလို့မရပါဘူးအဲ့ဒီအတွက်ကျွန်တော်တို့တွေကဒီကလေးတွေကိုပညာသင်ကြားတဲ့နေရာမှာဉာဏ်အရေးကြီးပါတယ်သင်ကြားတဲ့ဆရာဆရာမတွေကဆရာဆရာမတွေကိုယ်တိုင်ကလည်းရှင်းဆောင်လမ်းပြကောင်းပါပေါ့နော်ဆရာကောင်းတစ်ပည့်ပန်းကောင်းပန်းဆိုတဲ့သူတို့စကားလိုပဲကျွန်တော်တို့အနေနဲ့ကလည်းရှင်းရနေမမမမတ်နဲ့သွားနိုင်မှာအဲ့တော့ကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့ပညာရေးစနစ်တွေက ဘဝမှာအသိပညာအတတ်ပညာအတွေ့အကြုံတွေပေါ့နော်တခြားသောနိုင်ငံတွေမှာဆိုရင်ကလေးတွေကိုတကယ်ကိုလက်မှုပညာတွေစက်မှုပညာတွေလက်တွေ့ကိုယ်တိုင်ဆွမ်းဆောင်နိုင်တဲ့ပညာတွေကိုအားလုံးသင်ကြားပေးနိုင်ကျွန်တော်တို့နိုင်ငံမှာကြတော့ဒါဒီဘာလို့မစ်ဆယ်တန်းအောင်လုပ်လဲဘာလို့ပညာတတ်ပွဲရအောင်လုပ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကဆယ်တန်းမအောင်ပွဲမရရင်ဘုံမရှိသလိုဖြစ်ဘုံဝင်လင်းလင်းပြောရရင်ဂုံအတွက်များပညာသင်နေရလားဆိုတော့ ဘောမျိုးဖြစ်နေတကယ်တမ်းပညာကလိုအပ်တာဒီဘဝမှာဘလို့ပဲလာလာစဉ်းစားတွေးခေါ်နိုင်ရမယ်ဘလို့အခက်ခဲပဲကြုံကြုံတွေးရကိုယ်မှာတွေးတွေးရတဲ့နဲ့တော်နိုင်ရမယ်ပေါ့နော်အခုကျွန်တော်တို့ရဲ့ပညာရေးတွေအရဆိုရင်အခုလေတစည်းဆက်လေတစည်းမြစ်ထဲမှာတွားနေတယ်လို့ပေါ့စီနဲ့တွားနေတယ်စီမရှိတော့ဘူးဆိုရင်အဲ့ဒီ တက်ကရရတော့တကယ်တမ်းစီမရှိရင်တက်ရှိရင်တက်နဲ့လွန်နိုင်ရမယ်ဝါရှိရင်ဝါနဲ့ထိုးပြီးတော့ဘဝကိုရုန်းကန်ရတဲ့တတိတွေနဲ့တွားမှာအခုဒီဖက်စစ်စစ်ခွေးတွေကစစ်အာဏာရှင်တွေကဒီပညာရေးစနစ်ကိုအဓိကနိုင်ငံတနိုင်ငံရဲ့အရေးကြီးတဲ့ပညာရေးစနစ်ကိုချိုးဖျက်တာလူငယ်တွေကိုကျောင်းသွားပြီးရင်တက္ကသိုလ်တွေဆိုလဲဖွင့်ညင်တဲ့နေရာမှာဖွင့်မယ်မျိုးပြင်းနေမှာဖွင့်မယ်တကယ်အရေးပါအရာရောက်တဲ့ကျောင်းတွေကိုသူတို့ တကယ်ဤပညာပိုင်းဆိုင်ရာအကြောင်းတွေတကယ်အရေးပါတဲ့အကြောင်းတွေကိုသူတို့မျိုးပြင်းနေမှာထားမယ်။ចောင်းသားတွေရဲ့ဘဝတွေကိုသူတို့လှုပ်ချင်နိုင်လို့ပြီးတော့လူငယ်တွေရဲ့ဇယိုက်အကျင့်တွေကလည်းဗာလေးတွေဖြစ်လာတယ်။တက္ကသိုလ်တစ်ခုကိုငါတို့ရောက်ပြီဆိုရင်ကောင်းမှုတိုးစားဖို့တဲ့ကလေးတွေရဲ့စိတ်မှလည်းအာငါတို့တော့လွတ်လပ်သွားပြီ။မိဘရင်ဝင်ကနေလွတ်သွားပြီ။အဲငါတို့အဆောင်မှနေရတယ်ငါတို့အစဉ်ပြေလို့နေရမယ်အဲ့ဒါလေးတွေကအစပေါ့နော်ကျွန်တော်တို့ဆရာဆရာမတွေက အဓိကတင် जा ပေးဖို့လိုပါတယ်ပြီးတော့ကျွန်တော်အနေနဲ့ကျွန်တော်တို့ကနောက်အနာဂတ်ပေါ်တော့ဒီကျွန်တော်တို့ຫນွေဥတော်လန်ကြီးအောင်မြင်သွားလို့အနာဂတ်ပန်းနိုင်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဘာတွေလုပ်ရတော့မလဲဒီပညာရေးကိုအဓိကအကောင်အထည်ပေါ်ရတော့ဘာကြောင့်လဲဆိုတော့ကျောင်းတစ်ကျောင်းမှာလိုအပ်ချက်တွေအများကြီးရှိပါဆရာဆရာမလိုအပ်ချက်တွေလည်းရှိတယ်ကျောင်းသားကျောင်းသူရဲ့နာခံတတ်တဲ့စိတ်တွေသူတို့ရဲ့အကျင့်စာရိတ္တပိုင်းတွေအများကြီးလိုအပ်ဘာကြောင့်လဲကျောင်းတစ်ကျောင်းမှာတကယ်တမ်းကျွန်တော်တငယ်ချင်းနှစ်ယောက်တို့ ကျောင်းတကျောင်းမှာတာဝန်ကြသူတို့ကပြန်လာတော့ပြောတယ်သူတို့လည်းတောရွာမှာပေါ့နော်စပြီးတာဝန်ကြတော့တပည့်တော်လည်းတောရွာမှာပါဒါပေမဲ့သူတို့ကြတဲ့အကြောင်းကဒဏီမိုးထရန်ကလိုမျိုးပေါ့နော်အဲ့မှာမှသူတို့အတွက်ဆရာထိုင်မှုထိုင်ကုန်မရှိဘူးထိုင်ကုန်မရှိတော့သူတို့မှဗရင်းပေါက်မှာထိုင်ရတယ်တဲ့အဲ့ဝါဗရင်းပေါက်မှာထိုင်ရတယ်ခလေးတို့အဲ့တိုင်းစာတင်အခက်ခဲမျိုးစုံကြီးဓာတိကလည်းဗာနဲ့ဆိုင်လဲလို့အဲ့ဒီကရဲရွာနဲ့လဲဆိုင်အဲ့တော့ဆရာဆရာမကြီးမှာက တကယ်တမ်းကထောက်ပံ့မှုအားကျွန်တော်တို့နိုင်ငံမှာပညာရေးကိုချိုးနှိမ်တာသူတို့ရဲ့စစ်တပ်အာဏာရှိကိုသူတို့စစ်လက်နက်တွေဝယ်နိုင်မှုပဲစစ်အာဏာရှင်အတွက်ပဲသူတို့စစ်သုံးငွေပဲသူတို့အသုံးပြုဒီပညာရေးကျမ်းမာရေးဆိုတာလစ်လူရှိတာသူတို့တော့ရက်ဆက်ရုံးမှမူကဂိမ်းဆုံးပဲဘာကြောင့်ဒီစကားတွေတပည့်တော်ပြောရလဲဆိုတော့သူတို့ကတကယ်တမ်းသာကိုယ်နိုင်ငံကောင်းစားစေခြင်းပညာရေးကိုမြင့်တင်လိုက် သူတို့နိုင်ငံတကာကိုလည်းသူတို့မြင်နေတာပဲပညာရေးမြင့်နေတဲ့နိုင်ငံတွေဘယ်တော့နောက်ောက်ကြကြံခဲ့တာရှိခဲ့လို့လေပညာရေးမြင့်တယ်လို့တိုးတက်သွားတဲ့နိုင်ငံတွေသူတို့ကအခုကျတော့ပညာရေးကိုချိုးနေကြတယ်နောက်ဆုံးဝန်ထမ်းလာတာနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ပညာရေးလာတာကတပိတော့လေးလာတော့အနည်းဆုံးပါပြီးတော့ဒီလိုပြောရတာတွေကနောက်တစ်ချိန်မှာအများကြီးပြင်ဖို့တပိတော့ရဲ့အတွေ့အကြုံလေးတွေနဲ့ပြောရရင်ဆရာတွေဆိုဘာဖြစ်လဲ ဆရာတွေဥဆောင်တဲ့အိမ်ောင်ရေးဆိုရင်အဲ့ဆရာကရောရောတာကြောင်းဆရာဖြစ်ပြီးအရက်တောင်းတယ်ဆရာမတွေဥဆောင်တဲ့အိမ်ောင်ရေးကြပြန်တော့လေဆရာမတွေမှာပတ်သက်မရှိတော့အဆင်မပြေဘူးရတဲ့လာတာနဲ့မလုံလောက်ဘူးနောက်ဆုံးနှင်းနှင်းရွက်လာရောက်တဲ့မျိုးသမီးဆရာလည်းပတ်သက်ချီးရနောက်ဆုံးအဲ့ဆရာမတယောက်ဆိုအတိုးတွေပတ်လဲဝိုင်းပြီးတော့ဘလူတော်ဖြစ်သွားလဲဆိုအုံနောက်မှာအကျိတ်တယ်လဲပြီးတော့တည်သွားတယ်ဒါလေးဆယ်တန်းအောင်တဲ့နှစ်မှာပဲသူ မတိလိုက်ရအောင်သေသွားတယ်။အဲ့မှာကြောင်းမှာဘာတွေလိုအပ်လဲ။တကယ်တမ်းကဆီယမတယောက်ဒီကေဂျီတန်းတတန်းမှာကျောင်းသားအယောက်80လောက်ကိုတယောက်တည်းတင်ရ။အဲ့ဒီမှာလိုအပ်ချက်တွေကအများကြီး။ဒီတယောက်တည်းနဲ့ဒီအယောက်80ခလေးငယ်လေးတွေကိုဘယ်လိုတင် जा ကြမလဲ။ဆရာဆီယမအင်အားတွေထပ်ပြီးတိုးချဲ့ဖို့တွေလည်းအများကြီးလို့ဒီအတွက်ဒီဆီယမဒီမနေ့7နိုင်7နိုင်ခွဲမှာကျောင်းကိုရောက်သွားတယ်။ဘာကြောင့်လဲ။တန်ရှင်းရှိမယ်။အလံ ဘာညာအလေးပြုမယ်နော်ဒီလိုကိစ္စတွေနဲ့ကျောင်းရဲ့ဝေယဝိသလည်းသူတို့မှလောရတယ်ဒါဆရာဆရာမတယောက်ကနေရာနေပြောပြတာပါအဲ့တော့ညနေကျတော့လေ3နာရီ3နာရီခွဲမှအိမ်ပြန်ရောက်ရွာဘက်မှာကြားတဲ့ဆရာဆရာမဆိုရင်တကယ်တမ်းဆိုင်ကယ်နဲ့သွားပြီးလို့စီဖို့ကွန်စားတတ်တယ်ဆိုသွားပြီးကွန်မူဒါမျိုးတွေနဲ့ပြန်ကြည့်မယ်ဆိုရင်လက်ဖေးဘူးတကယ်တမ်းသူတို့ပေးတဲ့အခြေခံလားသာပြီးဘလို့မှမိသားစု ပြောက်တော့မလောင်းနိုင်မလောင်းနိုင်တော့ဆရာဓမ္မတွေမှာဘာလို့လဲကျူရှင်တရားဖို့ကိုတာကူတယ်တပည့်တော်တို့ငငယ်ကဆရာတွေဆိုရင်ဒီလိုပညာရေးစနစ်တွေမှာမဟုတ်ခဲ့ဘူးသူတို့သင်တယ်သင်တာကပထဝီပထဝီကိုသင်ရင်လည်းဘယ်ပါရောက်သွားလဲတမိုင်းမှာရောက်သွားတယ်ကျောင်းသားတယောက်ကိုဒီသင်ခန်းစာတစ်ခုကိုသင်နေရင်ねဟိုတရုတ်ပြည်ကိုရောက်မယ်ဟာဥတီဘွားကြီးရောက်တယ်ဥတီဘွားကြီးကနေဟို မောင်ကန်တို့အကြောင်းတွေတမိုင်းကြောင်းတွေအကုန်ပြောပြီးတော့ရွှေတကုံဖျားအောက်ကဓာတ်ဆက်ကြလန်ဆက်ကြတွေအကြောင်းပါရှင်းလင်းလို့ရအခုတပီတော်တို့တင် जा ရေးစနစ်ကဘယ်လိုဖြစ်နေလဲဆိုတော့ဟိုတင် जा တင်ယူမှုမှတ်တမ်းတွေဒီနေ့စဉ်မှတ်တမ်းတွေဓာတ်တွေကိုရေးရေးပြီးတော့သူတို့လာရင်ပြဟိုအထက်ဖားအောက်ဖိတင်ညာရေးစနစ်လို့ဖြစ်အထက်ကိုဖားနိုင်နေရာရမယ်အာတံမှုရှိတယ်အဲကိုတကယ်လုံးကင်နေပြီမဲ့တံမှုမရှိတဲ့ ဆရာဆရာမတွေမှာအများကြီးခံစားရတာတွေကြုံတွေ့ရအဲ့ဒီတော့ကျောင်းသားကျောင်းသူတွေကိုကောင်းမှုဆိုရင်ဟိုဘဘူးဆရာတယောက်ကိုပေါ့ဘုံဝဲဘဘူးထူကန်းညင်မဒီဆရာဘလောက်ပဲတော်တော်သူ့ကိုပေးထားတဲ့တစ်သားနဲ့သူ့ကိုပေးထားတဲ့လက်နဲ့ကရိယာကမစုံလင်မဲနဲ့ဒီဘဘူးဆရာဘလောက်ပဲတော်နေပါစေဒီဘဘူးရုပ်တစ်ခုကလှပတဲ့ဘဘူးရုပ်တစ်ခုဖြစ်လာမှာမဟုတ်ပါဘူးဒီလိုပဲ ကျောင်းသားကျောင်းသူတွေကောင်းဖို့ဆိုတာဒီမှာစာလေးတစ်ကျောင်းဖတ်ရတယ်လို့ပေါ့နော်ကျောင်းတစ်ကျောင်းမှာရေးထားတယ်မိဘဆရာပူပေါင်းကျောင်းသားတစ်ပည့်ကောင်းမိဘဆရာကပူပေါင်းအောင်ရဲရွာတွေကိုရောက်လာတယ်ဆိုရင်လည်းကုညီရမဖိပါမဟိုတော့ဆိုရင်ဆရာဆရာမဆိုရင်အရန်အထင်ကြီးရထားတယ်အခုဆိုရင်ရဲရွာတွေကလည်းမတတ်တစ်ခေါက်လူတွေကဘယ်လိုတွေဖြစ်လာလဲအချိန်နဲ့လွတ်တော်တိုင်းမယ်ဘာလို့တိုင်လို့တိုင်မှမမသိတပည့်တော်တို့ကြတော့လည်းရှင်းနေတိုင်ရင်တိုင်မတိုင်ရင်နေကိုလုံးအောင်မဲ့လောက်ကိုကိုလုံးမယ် မှန်တယ်ထင်ပြောမယ်တပည့်တော်သူမတည့်ပါဘူးကျောင်းမှာမျိုးနဲ့ပညာရှင်မှုတို့ဘာလို့လာလဲကိုမှန်တယ်ထင်ပြောကြရှိရင်ပြောတယ်ဒုတိယရှိတာကိုလှုပ်တယ်အဲ့ဒီအတွက်သူတို့လာစစ်မယ်အတန်းနဲ့ဝင်စစ်မယ်စစ်သူတို့ကထားပါတော့အခန်းဒီလာမှာ၈ခန်းအထိပြီးရမယ်တပည့်တော်၆ခန်းပဲပြီးရင်ပြီးဒါပေမဲ့တပည့်တော်ရှိမှာကဒီကလေးတွေပြီးကြားနေရမယ်ပြီးတော့ထပ်ဆိုးတာကဒီအတန်းပညာကြီးလာပြီဆိုတာနဲ့ပတ်စံမရှိရင် သာမတင်ရတော့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဖြစ်လာ။ဘာကြောင့်လဲတပီတော်တို့ကိုယ်တိုင်လည်းကြုံတွေ့ရပါတယ်။သူတို့ကြီးမှာတူရှင်တက်မှဘော်ဒါမှာတက်နိုင်မှကျောင်းကြီးကျောင်းသားထားနိုင်မှဒီလိုပညာရေးတွေမှာအဲအဲစစ်ခွေးတွေကြတော့သူတို့ရဲ့သာသမီတွေကိုသူတို့မြန်မာနိုင်ငံရဲ့ပညာရေးကိုမထားဘူးလေ။သူတို့တခြားနိုင်ငံတွေမှာသူတို့သာသမီတွေကိုထားတယ်။ဒါရီယာတရားမျှတမှုဘလို့မှမရှိဘူး။ပြီးတော့လူသားတိုင်းပေါ့ဒီကျောင်းသားကျောင်းသူတိုင်းမှာရရှိတဲ့အခွင့်အရေးတွေကလေးငယ်တွေမှာဆိုလဲ အခုတခြားသောနိုင်ငံတွေမှာလေးလာကြည့်တော့ခလေးတွေကအကြောင်းပါဆိုရင်အစားအသောက်အဝတ်အစားသုံးဆောင်ပေးနေတာဒီမှာကိုယ်လေးရှိမှဆိုရင်ခလေးတွေမှာလိုအပ်ချက်တွေတောရွာတွေမှာကြားတဲ့ဆရာဆရာမတွေဆိုရင်ကြုံမှုပါတယ်ခလေးငယ်တွေမှာထမင်းမစားလို့ပြီးတော့ဆိုလဲခလေးတွေနဲ့တူတူစားတာတွေကြုံမှုရယ်ထမင်းမစားတဲ့ခလေးတို့ကိုကခလေးတွေနဲ့စုစားရင်တယောက်တစ်သွန်းနှစ်သွန်းထက်ဒီခလေးတွေကိုကြည့်အဲ့ဒီတော့ခလေးတွေက ဟိုအပင်တပင်လိုပေါ့ရင်းမြစ်တဘာဝကောင်းမှဒီအပင်ကရှင်းတမ်းပါပါဒီကလေးတွေကိုပြုစုပြိုးထောင်တဲ့ဥယျမှုကလည်းသူကိုယ်တိုင်ယက်တည်နိုင်မှကောင်းမှမှာပါအဲ့တော့ယနေ့ပညာရေးတစ်နှစ်ကိုတပည့်တော်တို့ကဒီနွေဦးတော်လိုင်းအောင်မြင်တဲ့အချိန်ကြရင်အကုန်လုံးကြောင်းလဲပြည့်ရမှာပါ။ဘာကြောင့်ဒီစကားကိုပြောလဲဆိုတော့တပည့်တော်တို့နိုင်ငံမှာလူသားတယောက်ရဲ့ အခွင့်အရေးဆိုတာခုနဖုံဖုံပြောသလိုဘာမှမရရှိဘူးတကြီးရွယ်ဦးအတွက်လည်းမရှိဘူးခလေးတငယ်အတွက်လည်းမရှိဘူးမျိုးသမီးအတွက်လည်းမရှိဘူးလူသားအတွက်သာမရှိဘူးသူတို့ခရိုနီတွေနဲ့စစ်ခွေးတစုကောင်းစားဖို့အတွက်ပဲသူတို့အတွက်အဆင်ပြေဖို့ပဲသူတို့ကြိုးစားတယ်အဲ့ဒီအတွက်ပညာရေးမှဆိုလဲသူတို့လုံးဝမကြည့်နိုင်ငံရေးကိုပြောမယ်ဆိုရင်ပညာရေးရလည်းအရေးကြီးသူတို့ကျန်းမာရေးရလည်းအရေးကြီးတယ်ဒီကြားထဲမှာစီးပွားရေးပေါ့သူတို့ရဲ့တွေးခေါ်က စီးပွားရေးကြက်တဲရင်နိုင်ငံရေးကိုလှည့်မကြည့်နိုင်အဲ့တော့စီးပွားရေးကိုကြက်တဲအောင်လုပ်လိုက်စီးပွားရေးကြက်တဲပြီဆိုတော့တစ်ချိန်လုံးမှဆိုရင်ဖေရရှာမယ်အမေကအိမ်မှာသားသမီးကိုတိတိယောက်ယောက်ထိန်းချုပ်ထားနိုင်အဲ့ဒီအတွက်အိမ်တိန်ရမရင်းရန်အခုကြတော့ဖေရလည်းရှာမေရလည်းသားသမီးကိုလက်မကြည့်နိုင်ဘူးထွက်ရှာအဲ့တော့သားသမီးတွေကဘာဖြစ်လာဒီခေတ်မှာဂိမ်းနေစောမယ်သူတို့ရဲ့လွတ်လပ်မှုတွေသူတို့ယူမယ် ပြီးတော့ကလေးတွေမှာနာခံတတ်တဲ့စိတ်လည်းမရှိဘူးကိုအရင်အဆိုရင်လူကောင်းကြီးတွေသာကြီးရင်ကြီးမယ်အတန်းပညာငယ်ငယ်မယ်ဒါမှမဟုတ်နာခံတတ်တဲ့စိတ်အရင်ရှိပြီးတော့သူတို့ရဲ့စိတ်တွေမှာကနာခံတတ်တော့ဟိုအရင်သင်အပ်ပြုရတာကောင်းတော့အခုကလေးတွေကြတော့ပညာရှာပမာတဖုံးသားဆိုတာမျိုးမထားတော့အရွယ်လေးအလေတန်းလောက်အစင်းလောက်ရောက်လာရင်သူတို့ကသူတို့ဟုတ်လာပြီအဲသူတို့ကသူတို့တကယ်ဟို ိုဆရာကြီးတွေပုံစံမျိုးတကယ်တမ်းကသူတို့ဘာတက်လဲဘာတိလဲတပီတော်တို့ကြုံမှုပါတယ်ကိုတန်းနှစ်ဝက်လောက်ရောက်နေပြီသစ်စင်မန်ကမစီမန်မတိသေးတဲ့အကြောင်းသားမျိုးလည်းတွေ့ဘူးအဲ့တော့မေပေเจ้าမှာတက်တာလေမေပိတိကပါလေအီကိုကပါလေကမ်စီယာပါလေဒါတွေလည်းမရှိဘူးပြီးတော့ကျောင်းနေမှာဆိုရင်လေကွန်ပျူတာတွေပါလေပို့ထားတယ်လှူထားတဲ့ကျောင်းနေရှိတယ်အဲ့ဒီကွန်ပျူတာတွေကလည်းတက်ကျွမ်းတဲ့ဆရာတယောက်လောက်ကပဲ တလုံးလောက်ယူပြီးကြည်နေတာကျန်တာတွေကအခန်းထဲတိမ့်ထားတာဘယ်ចောင်းသားចောင်းသူမှထုတ်ပြတာမဟုတ်အဲ့ဒီကွန်ပျူတာတွေကဘယ်အချိန်ကျမှလဲတော့တကယ်ပညာရေးမှုတွေတိုင်းပညာရေးမှုတွေမျိုးနယ်ပညာရေးမှုတွေလူကြီးတွေလာပြီးသူတို့ထုတ်ပြဒါတွေကလိန်ညာမှုတွေအထက်ဖားအောက်ပြီးပညာရေးတွေတပည့်တော်တို့အနေနဲ့ကတော့နောက်တစ်ချိန်မှာပညာရေးကိုပြန်လဲရည်တည်မယ်ဆိုရင်ဒါတွေကတစ်ထက်မကောက်ပုံမှုတွန်းလှန်မှာပါဘာကြောင့်လဲဆိုတော့ဒီကလေးတွေကို သူတို့ကျူးကျူးကြိုးထောင်မှုမှမရှိရင်ဒီကလေးတွေကနောက်အနာဂတ်သားကောင်းတွေဖြစ်လာအခုသူလည်းဒီတော်လိုင်းကာလမှာသူတို့ထက်တန်ဖိုးရှိတဲ့တကယ် institute ဝင်ထားတဲ့ဆရာဝန်လောင်းတွေသူတို့လမ်းပေါ်မှာတက်ပြစ်တယ်လှုပ်ချင်ရလှုပ်တယ်ကလေးတငယ်တွေဆိုလည်းသူတို့အစမတန်တွေသူတို့လှုပ်ချင်ရလှုပ်ဒါရီယာဘလို့မှဒီ facet စစ်တပ်ကိုအမြင့်မပြတ်မချင်းတပည့်တော်တို့ရဲ့နိုင်ငံဘယ်တော့မှတိုးတက်မှာမဟုတ် ဲတော့တပီတော်တို့ကဒီပညာရေးလမ်းကြောင်းနဲ့ပြောမယ်ဆိုရင်ဟိုဇာတူးကြောင့်လဲယူရမလို့တံမိုးတစ်ခုကငါသည်ဘလောက်အတွေ့အကြုံရှိလဲဆရာတယောက်ကကို့မှာတကယ်ရှိမှတပီတော်တို့အဖေဆိုရင်ဟိုတုန်းကစိန်ဘောတို့စိန်ညုံးတို့တပီတော်တို့မသိပါဘူးအဖေကမီနီကုန်းစမ်းကြောင်းမှာတက်တယ်စစ်တမ်းပဲရှိတယ်စစ်တမ်းမအောင်ဒါပေမဲ့အင်္ဂလိပ်စာ phonetic အတန်အတွက်ကိုမမီနဲ့အကုန်လုံးပိုင်နိုင်တယ်ဒီသင်္ချာအပိုင်းကိန်းတသမကိန်း ဘလို့ပဲမေးမေးပြီးတော့အကုန်ရှင်းပြနိုင်အခုခလေးတွေဒီဆယ်တန်းအောင်လာတာရှိတယ်အတန်းအလေတန်းအထက်တန်းကိုဆယ်တန်းအောင်ပြီးပွဲရပြီးပြန်မရှင်းနိုင်ဘွဲရပြီးတော့လေဒီပညာရေးနဲ့ပတ်သက်လို့သူတို့ဘာတွေများတက်ကြွန်းသွားလဲနောက်ဆုံးတပီးတော့အနေနဲ့ပွင့်လင်းပြောပြအခုအီးမေးလ်ယူမယ်ကိုဒီအင်္ဂလိပ်စာဓမ္မတယောက်ဖြစ်မယ်တကယ်ဖော်ရိုင်းနာတယောက်ကိုဂက္ကနနတိတိကျကျလုံးနိုင်လား ဲ့တော့မင်းမကြိုးစားလို့လို့ပြောမယ်မဟုတ်ဘူးဒီပညာရေးစနစ်ကဘယ်လိုသွားလဲအဲ့မှာတော့ဘွယ်လက်မှတ်ရမယ်ကိုကအပြင်မှာပြန်လဲပြီးတော့အချိန်ပေးပြီးလေးလာစူးစားဒါမှဖြစ်မယ်အဲ့တော့တပည့်တော်တို့ကဘယ်လိုမှမဖြစ်နိုင်အဲ့တော့ဒီစစ်ကျွန်ပညာရေးစနစ်ကိုတပည့်တော်တို့ကရုံးထွက်မယ်ဒီတော့တပည့်တော်အနေနဲ့ပြောချင်တာကပေါ့နော်တပည့်တော်ဒီမြန်မာဟိန္ဒူယူနီယံရဲ့အဖွဲ့ဝင်တူဖြစ်တော့တော်လန်ပြည်သူအားလုံးကိုပြောပြချင်တာက အခုအိန္ဒိယရဲ့ဘောနော်ချင်းပြည်နယ်ကကလေးတယောက်အိန္ဒိယမှာတည်ဆုံးတယ်ဒါဒီကိုလည်းတပည့်တော်တို့ကသူတို့ရဲ့မတရားမှုကိုတပည့်တော်တို့ကငြိမ်ခံမနေဘဲနဲ့အိန္ဒိယအစိုးရထံနေကျန်တဲ့နိုင်ငံတကာကတန်ယုံနေရှိဘူးလေဒီကန့်ကွက်စာတွေရှုံချတာတွေတပည့်တော်တို့ပို့ပါတယ်တပည့်တော်တို့အနေနဲ့ဒီနိုင်ငံကကောင်းစားမှုကိုယ်နိုင်ငံကိုကောင်းမှုဆိုရင်တပည့်တော်တို့တတ်နိုင်တဲ့ဘက်ကတော်လိုင်းအိမ်မှာပူးပေါင်းပါဝင်နေပါတယ် ဒီအတွက်တော်လိုင်းရင်းမာကလက်ရှိတိုက်ပွဲဝင်နေတဲ့ရဲဘော်ရဲဘက်တွေထောက်ပုတပ်သားတွေထောက်ပုညီကုံမောင်နှမတွေစီဒီယန်ဆရာဆရာမတွေတော်လန်ပြည်သူတွေစစ်ခွေးကိုတော်လန်နေတယ်ဆိုညီသူမဆိုးဒီနေရာကနေဒေသပါတယ်လူကိုမြုပ်ကတော့ပြင်းနေတပိတော်ရဲ့စကားကိုဒီမှာနေကုံချုပ်ပြရတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးခုလိုပြည့်ပြည့်စုံစုံဆွေးနွေးပေးတာတဲ့ပေါ့ကျေးဇူးများစွာတင်ရှိပါတယ်